င်အနုရုဒ္ဓဟာတန်မြတ်ဘဝတစ်ခုမှာမြဲရိပ်ပြီးတော့ရောင်းစားရတဲ့ဆင်းရဲသားတယောက်ဖြစ်ခဲ့အဲ့ဒီဆင်းရဲသားဖြစ်တဲ့အခါမှာသူ့ရင်ထဲမှာတရားတရားရှိတယ်လှုပ်အားရှိတယ်အခွင့်အလမ်းတွေရှိတယ်သူ့မှာအဲ့ဒီအခွင့်အလမ်းကိုသူ့အသုံးချလိုက်တယ်ဒီနေ့ကျတော့မြတ်ထုတ်ထမ်းပြီးတော့ပြန်လာတဲ့ဘောကြီးပန်းကြီးပြန်လာတဲ့အချိန်လေးမှာပိဿကဗုဒ္ဓတဆူနဲ့ပပင်းမှတွေ့ ရှင်နေကသရဖြစ်တယ်ရှင်နေကသရဖြစ်သည့်အတွက်ကြောင့်ယထုတ်ချအိမ်ပြန်ပြီးတော့သူ့အတွက်ချက်ထားတဲ့ထမင်းကိုယူထမင်းကိုယူပြီးတော့ပစ္စေကဗုဒ္ဓအရှင်မြတ်ရဲ့တပိတ်ထက်နောင်းပြီးတော့ဝန္တာအာယသရပိတိကြီးနူးစွာနဲ့လှူဒန်းလိုက်တယ်ဒါအခွင့်လန်းကိုသူအသုံးချလိုက်တာပဲဖြစ်တယ်နော်ပစ္စေကဗုဒ္ဓနဲ့တွေ့တယ်သူ့မှာစားစရာရှိတယ်ရင်ထဲကသရဖြစ်တယ် အပြေးလွှားသွားယူပြီးတော့ပြစ္ဆေကဝုဒ္ဓသဘိတ်ထဲလောင်းထည့်လိုက်တယ်။ဟောဒီဒါနကောင်းမှုတစ်ခုပြုလိုက်တာ။ဓာတုအတွက်အခွင့်အလမ်းကြီးတစ်ခုသူ့လုံလိုက်တယ်။အခွင့်ကိုသုံးချလိုက်တာဖြစ်။အသုံးချပြီးတဲ့အခါမှာသူ့ဆန္ဒကိုဖော်ထုတ်လိုက်။ဘလို့တောင်းလို့ဆိုရင် तू ကဟောဒီကုသကောင်းမှုကြောင့်တဲ့လှူဒန်းရတဲ့ဒီကုသကောင်းမှုကြောင့်မာမေတ္တာလိဋ္ဌိယအဟု ဘယ်တော့ခါမှဆင်းရဲတဲ့ဘဝမှာမဖြစ်ပါရစေ။ဒါသူဆွတောင်းနေ။ဘယ်တော့မှလူမဲဘဝမဖြစ်ပါရစေနဲ့။ဆင်းရဲမွဲတေတဲ့ဘဝမှာမဖြစ်ပါရစေနဲ့။ဒါရမကဘူး။နတ္ထီတိဝဆနာနာမမအဟောတိဘဝဘဝေ။မရှိဘူးဆိုတဲ့စကားကိုတောင်းမကြားခြင်း။မရှိဘူးဆိုတဲ့စကားတောင်းမှသူ့ရဲ့ရှင်ထဲမှာဘယ်တော့မှဒီစကလုံးကိုမရှိပါရစေနဲ့။မသုံးနှုံးပါရစေ။ ခုခေလူတွေပြောတယ်မို့လားငါရဲ့တရှင်တရီထဲမှာမသိဘူးဆိုတာမရှိဘူးအလုံးသိတယ်ဆိုတဲ့သူလည်းမရှိဘူးဆိုတဲ့စကားမကြပါရစေနဲ့ဆင်းရဲမွဲတည်တဲ့ဘဝဘယ်တော့မှမရောက်ပါရစေအဲ့တော့သူဆူတောင်းတာဆင်းရဲမွဲတည်တဲ့ဘဝမရောက်ပါရစေနဲ့ဆိုရင်ချမ်းသာတဲ့ဘဝလုံလောက်တယ်မရှိဘူးဆိုတာတောင်းမကြပါရစေနဲ့ဆိုတော့သူတောင်းလိုက်တဲ့ဆိုသူဟာ မသိတဲ့ဘဝမျိုးလိုဖြစ်သွားတယ်မုံတောင်မှကစားပွဲတိုင်းကစားပွဲတိုင်းတငယ်ချင်းတွေနဲ့မုံတန်းကစားတယ်ကစားတိုင်းသူဟာရှင်နုရုဒ္ဓမင်းသားဘဝမှာကစားပွဲရှုံးလို့သူကမုံသူကကြီးပဲကျွေးရကျွေးရပါများတော့အင်းကသူ့အမိကမုံကုံနေလို့မရှိတော့ဘူးလို့ပြောလိုက်တာဟောအဲ့ဒီမရှိတာကိုပဲပေးလိုက်ပါလို့ပြောတာမရှိကိုမသိလို့မရှိမုံဆိုပြီးတော့သူကတယ် မရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုမသိတာမကြပါရစေနဲ့သို့တော့သူတောင်းလိုက်တဲ့ဆုကြောင့်မရှိဘူးဆိုတာမသိဘူးဒီအဓိပ္ပာယ်ငါသားနားလဲအောင်ပြမယ်ရွှေခွဲတစ်ခွက်အောက်ကထားအပေါ်ရွှေခွဲတစ်ခွက်ကဖုံးအထဲတွေဘာမှမထည့်ပဲနဲ့ရော့မရှိဘူးဆိုတဲ့မုန်းဟာတာပဲလို့ဆိုပြီးတော့ခွက်ကြည့်ပေးလိုက်တယ်ခိုးရောက်တဲ့အခါကျတော့မုန်းတွေကပြည့်နေတဲ့ခွက်ထဲရောက်ဒါသူဆုတောင်းမယ်နော်ဆုတောင်းကြမှာသူမရှိဘူးဆိုတဲ့ အတိကိုသူကောင်းနဲ့မရောက်အောင်လုပ်ပေးထားကုသကံလုပ်ပေးတာဒါသူ့ရဲ့ဆုတောင်းပဲ